င်္ဂလာပါရှင်2025ခုနှစ်ဧပြီလ20ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါထိထဗျူဟာစကန်သိန်းတိုက်ပွဲမှာဆက်ရှုံးကောင်စီဗျူဟာမူတေဆုံးပြီးလက်နက်ခဲယမ်းများစွာတင်စီရရှိလိုက်ပါတယ်နေပြီးတော့အေလာလေးစိတ်ကိုတရခုံမမရှော့တိုက်တုံးနဲ့ပြစ်ခတ်မှုမှာလေတူလောင်ယုံနဲ့ထိမ့်ချုပ်ခန်းအဆောက်အုံထိခိုက်နီးလောင်ပျက်စီးပြီးစစ်သား6ဦးတန်ရာရရှိတယ်လို့သိရပါဗျ တိုက်ပွဲပြင်းထန်နေတဲ့ကော့ကရိတ်မြို့မှာစစ်ရှုံးကောင်စီတပ်ကမြို့ခံပြည်သူတထောင်ကျော်ကိုတစားခန့်အဖြစ်ထိန်းထားပြီးထွက်ခွင့်မပေးဘူးလို့သိရပါဗျ။မြန်မာမှာလူ6တန်းကျော်အရေးပေါ်အကူအညီလိုအပ်နေပါဗျ။ American တဝန်းမှာ Donald Trump ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားတယ်လို့ဆိုပါတယ်။တိုက်တီယိုဖျားမှာဖမ်းမိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီလက်ပါစီပြူစောတီ9ဦးရဲ့ပြစ်မှုတွေကိုဖော်ထုတ်နေတယ်လို့သိရပါဗျ။ ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းတပုတ်အနေနဲ့ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာလေးထဝယ်ခရိုင်အတွင်းမြန်မာထိုင်းနယ်ဇမရှိရဲ့ ठी ထာဗျူဟာစခန်းသိမ်းတိုက်ပွဲမှာစစ်ရှုံးကောင်စီဗျူဟာမှုတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့တယ်လို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ Force for Fair Democracy FFD ဒုတာဝန်ခံကိုအောင်ကပြောပါတယ် စစ်ရုံးကောင်စီရဲ့ထိချပြူဟာစခန်းကိုဧပြီလ17ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ရဧပြီလ19ရက်နေ့ညနေမှာ အပိတက်သိမ်းနိုင်ခဲ့ကြတာပါစကန်ဒေးတိုက်ပွဲကို KNU KNL တမဟာလေးရဲ့စစ်ရေးဥဆောင်မှုနဲ့အတူ FFD PDF ကဥဆောင်တင်ကြားပေးနေတဲ့ drone သင်တန်းသားတွေစုပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ FFD ဒုတာဝန်ခံကပြောပါတယ်။တပတ်လောက်တိုက်ခိုက်ခဲ့ရတဲ့ဖြူဟာမှုကိုအသေးမှီရဖြစ်ပါတယ်။ စစ်ကောင်စီကနေပြီးတော့လက်နက်ခဲယမ်းတွေများစွာရရှိထားပေမဲ့သတင်းထုတ်ပြန်ချက်မရသေးတဲ့အတွက်သတင်းထုတ်ပြန်လို့တော့မရသေးဘူး viewer scan ဖြစ်တဲ့အတွက်အင်အားအသင့်အတင်ရှိပါတယ်လို့ FFD ဒုတာဝန်ခံကိုအောင်ကရှင်းပြပါတယ်တပ်ပွဲမှာပါဝင်တဲ့ drone တင်နန်းသားတွေကိုတင်နန်းတင် जा ပြပြချင်းမြေပြင်မှာလက်တွေ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်အောင်ပွဲရရှိခဲ့ခြင်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ အကြအဆုံးစရင်ထွက်ပြေးလွတ်မြောက်စရင်တင်းစီရမိတဲ့စွစုပေါင်းလက်နက်အရေးအတွက်တွေကိုအတိမပြူနိုင်သေးလို့ကျွန်တော်တို့ထုတ်ပြန်ခွင့်မရသေးပါဘူးဗျာလို့ကွန်ကစကန်သိန်းတိုက်ပွဲအခြေအနေမေးမြန်းမှုအပေါ်မှာပြန်လည်ရှင်းပြထားပါတယ်ယခုသိမ်းပိုက်ခဲ့တဲ့ချီတာစကန်ဟာအရင်က KNU တက်မဟာလေးရဲ့ခရိုင်အဆင့်အုပ်ချုပ်ရေးဌာနချုပ်နေမြေဖြစ်ပြီး1998ခုနှစ်မှာစစ်တပ်ကသိမ်းပိုက်ခဲ့ရာ28နှစ်အကြာမှာအခုလိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကျန်းဖတ်စစ်ရှုံးကောင်စီရုံးဆိုင်ရာနေပြီးတော့အီလာလေးစိတ်ကိုတရားကုံမမရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလင်းရီတူလောင်ယုံနဲ့ထင်းချုပ်ခန်းအဆောက်အုံတို့ထိခိုက်မိလောင်ပျက်စီးပြီးစစ်သား6ဦးတန်ရာရရှိကြောင်း Brave Warrior for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရယ် ဧပြီလ18ရက်နေ့ည8:35မိနစ်အချိန်အကျန်းဖတ်ဆစ်ရှုံးကောင်စီရုံးဆိုင်ရာ နေပြီးတော့အီလာလီတက်စခန်းကိုနေနေလုံခြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲတွေကြောင့်တရခွန်မမရှော့တိုက်ဒုံသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာနေပြီးတော့အီလာစစ်တပ်လေးစိတ်လေရင်တူလောင်ယုံအဆောက်အဦတစ်ခုထိခိုက်မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။ ဒါပြင်နေစိတ်ဝန်းမှာရှိတဲ့လုံခြုံရေးအဖွဲ့ရဲ့လုံခြုံရေးစောက်ကြည့်ကင်မရာထိန်းချုပ်ခန်းရှိရာအဆောက်အဦလည်းထိခိုက်ပျက်စီးခဲ့ပြီးတပ်သား2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်။အလားတူလေရင်ပြေးလန်းထိတ်လုံခြုံရေးကင်းသားတွေရှိရာအဆောက်အဦလည်းထိမှန်ပျက်စီးပြီးလေတပ်အဆောက်ကင်းသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်။အခြားသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိမှုအရာ အခုချက်ပေါ်တဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ပုံမခိုင်မာတေချာစေဖို့အတွက်ရရှိထားတဲ့ထဲကနေပုံတူညီတဲ့အချက်အလက်တွေကိုသာထုတ်နှုတ်ပြီးထုတ်ပြန်လိုက်တာပါလို့ Brave Warriors for Myanmar BWM တာဝန်ရှိသူတို့ကပြောပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကရင်ပြည်နယ် Corporate မြို့မှာစစ်ကောင်စီကမြို့ခံပြည်သူတထောင်ကျော်ကိုတစားခန့်အဖြစ်ထိန်းထားပြီးမြို့ပြင်ကိုချက်ခွေမပေးကြောင်းကရင်စစ်ရဲတရင်ရင်းမြစ်ကပြောပါရယ်။ ကော့ကရိတ်မြို့ဝင်းကျင်နဲ့ကော့ကရိတ်မြို့ကဒေါနာတောင်ပေါ်ဒေါနောရေတကွန်အထိနေရာယူထားတဲ့အောင်စရာစစ်တောင်းကိုအမျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖျက်တောက်ထားပြီးယခုရပိုင်းတွေအတွင်းအဲ့ဒီနေရာတွေမှာနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNC ရေသတင်းရင်းမြစ်ကပြောပါတယ်စစ်ရှုံးကောင်စီတပ်ရဲ့အောင်စရာစစ်တောင်းနဲ့ KNL PDF ပူးပေါင်းတပ်တွေဟာကော့ကရိတ်မြို့ဝင်းကျင်နဲ့ဒေါနာတောင်ကြားမှာတိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ် KNL PDF ပေါင်းတက်တွေဟာကော့ကရိတ်မြို့ဝင်းကျင်ကိုပိတ်ဆို့ထားတဲ့အတွက်မြို့သိမ်းတိုက်ပွဲဖြစ်လာတဲ့အပေါ်ကြောင်းလာနေတဲ့စစ်ရှုံးကောင်စီကမြို့နေပြည်သူတွေကိုတစားခံအဖြစ်ပိတ်ဆို့ထားတာဖြစ်တယ်လို့ KNL စစ်ရေးသတင်းရင်းမြစ်ကသုံးသပ်ထားပါတယ်။ကော့ကရိတ်မှာပြည်သူတထောင်ကျော်ပိတ်မိနေတယ်။စကားစကားလုံးဝပိတ်ပထွက်ဘူး။ပြည်သူကိုတစားခံလို့တဲ့သဘောပဲလို့သူကပြောပါတယ်။ကော့ကရိတ်မြို့မှာရှိတဲ့မြို့မဖုံးတော်ကြီးကျောင်းဆရာတော်ကပြည်သူတွေကိုထွက်ခွာခွင့်ပေးဖို့စစ်ရှုံးကောင်စီထံ တောင်းဆိုပေးမယ်စစ်ရှုံးကောင်စီကလက်မခံခဲ့ပါဘူးကော့ဂရိတ်မြို့သိမ်းတိုက်ပွဲကိုတော်လရင်ပူပေါင်းတပ်တွေက2023ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လီလာတာတိုက်ခိုက်ပြီးရဲ့နောက်မြို့ရဲ့80ရာခိုင်နှုန်းအထိတော်လန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကမြို့လယ်မှာရှိတဲ့အမှတ်60ခွန်ချေလင်းတပ်ရင်ဌာနချုပ်နေရာမှာသာစုဝေးနေကြရပါတယ်။ကြံပိုင်းတွေကို PDF တွေကထိန်းချုပ်ထားကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့2024ခုနှစ်ဧပြီလပိုင်းမှာစစ်ရှုံးကောင်စီကအင်အားအလုံးအကျင်းနဲ့ထိုးစစ်ဆင်ခဲ့တဲ့အတွက်တော်လိုင်းတပ်တွေကမြို့ရင်းကနေစုခွာပစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးစစ်ရှုံးကောင်စီကမြို့ကိုပြန်လည်စိုးမိုးပြီးမြို့ခံတွေကိုပြန်လည်နေထိုင်ဖို့အတင်းအဓမ္မခေါ်ဆောင်ခဲ့ကြပါတယ်။ပြန်လည်ရောက်ရှိလာခြင်းမရှိပါကနေအိမ်တွေကိုချိတ်ပိတ်မယ်လို့ထိန်းချုပ်အကြံကန်ခဲ့တာလည်းရှိပါတယ်။ အထည်နာနေတဲ့စစ်ရှုံးကောင်စီတပ်ကမြို့နယ်ပြည်သူတွေကိုထွက်ခွာခွင့်မပေးဘဲတားဆီးပိတ်ဆို့ထားတာဖြစ်တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ကော့ဂရိတ်ကကျင်းနေပြီးနေတဲ့သူကလည်းအခုထွက်မရတော့ဘူး။စကားစကားပိတ်ထားတယ်ကြားတယ်လို့ကော့ဂရိတ်မြို့အနီးမှာရှိတဲ့တော်လိုင်းရဲဘော်တို့ကပြောပါရယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလင်းပေးတဲ့မြန်မာနိုင်ငံမှာလူပါ၆တသမ၃တန်းအရေးပေါ်အကူအညီနဲ့အကာအကွယ်ရလိုအပ်နေကြောင်းကုလသမဂ္ဂကလေးများရမုံငွေအဖွဲ့ UNICEF ကပြောပါရယ်အထူးသဖြင့်ကလေးတွေနဲ့အမျိုးသမီးတွေဟာအပူချိန်လွန်ကဲမှုဘေးကင်းတဲ့ရေရရှိမှုနဲ့တန့်ရှင်းမှုဆိုင်ရာအခြေအနေတွေကြောင့်ကျန်းမာရေးအနေတွေတိတိတသားရင်ဆိုင်နေရတယ်လို့ဆိုပါရယ် ရေပေးဝင်မှုစနစ်တွေပြက်စီးခြင်းကြောင့်ဘေကင်းလုံခြုံတဲ့ရေမရရှိတဲ့အတွက်ရေကြောင်းဖြစ်တဲ့ရောဂါတွေဖြစ်ပွားနိုင်ခြင်းမြင့်မားလာနေသလိုထောက်ပံ့ရေးပစ္စည်းတွေမလုံလောက်မှုကြောင့်ညာနေအောက်ကလေးတွေနဲ့ကိုဝင်ဆောင်တဲ့ no time ခင်တွေအတွက်အာဟာရချို့တဲ့မှုအခြေအနေဆိုရင်ကြာဖြစ်နေတယ်လို့ဆိုပါတယ် လေလောက်ခမှုတွေဟာအကြမ်းဖက်မှုခေါင်းပုံဖြတ်မှုနဲ့အလွဲသုံးစားမှုအနေရတွေတည်တည်တတ်တာတိုးလာစေခဲ့ပြီးအထူးသဖြင့်လုံခြုံမှုမရှိတဲ့လူအမျိုးအများခိုလုံနေတဲ့အရာရေးစခန်းတွေကအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအတွက်စိုးရင်စရာဖြစ်နေတယ်လို့ဆိုပါတယ်မိသားစုမရှိတော့တဲ့မိသားစုနဲ့ကွဲကွာနေတဲ့ကလေးတွေဟာလူကုန်ကူးမှုအပါအဝင်ခေါင်းပုံဖြတ်ခံရမှုအနေရကြီးစွာရှိနေပြီးပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခတွေလည်းကြုံတွေ့နေရတယ်လို့ UNICEF ကထုတ်ပြန်ထားပါရဲ့ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ American သမ္မတဒေါ်နယ်ထရန့်ရဲ့မကြာသင်မိကလှုပ်ဆောင်ချက်တွေကိုကန့်ကွက်မှုအဖြစ် American တဝမ်းမှာလူထောင်ပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်50501လို့ခေါ်တဲ့ဒီလှုပ်ရှားမှုဟာ American ပြည်နယ်90စလုံးမှာတပြိုင်တည်းလှုပ်ဆောင်ခဲ့ပြီး American တော်လှန်ရေးစတင်ခဲ့တဲ့နှစ်ပေါင်း250ပြည်နယ်လဲတိုက်ဆိုင်နေပါတယ်ဆန္ဒပြမှုတွေဟာအင်ဖြူတော်အပြင်ပါ Tesla အယောင်ပြခန်းလိုနေရာမျိုးတွေမှာပါဖြစ်ပွားခဲ့တာပါ ဆန္ဒပြပွဲတွေဟာအမေရိကန်ပြည်နယ်90မှာရှိတဲ့နေရာပေါင်း1900ကျော်မှာဖြစ်ပွားခဲ့ပါတယ်ဆန္ဒပြမှုတွေဟာအဲဆာဗေဒိုကိုမှာရင်းပြီးပြည်နေတံပေးခံလိုက်ရတဲ့ကီမာအဘရီကိုဂါစီယာကိုပြန်လည်ခေါ်ယူဖို့အရေးတို့ကိုပါတောင်းဆိုခဲ့ကြပါတယ်။ဂဲလပ်ရဲ့မကြတဲ့မိကစစ်တမ်းတွေအရာထရက်ရဲ့ပထမ3လအတွင်းလူလူထောက်ခံမှုဟာ45ရာခိုင်နှုန်းရှိပြီးသူရဲ့ပထမအကြိမ်သမရသက်တမ်းအလားတူကာလက47ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ ဒါပေမဲ့6952ခုနှစ်2020ခုနှစ်အကြာရွေးကောက်ခံသမရတွေရဲ့ဒီကာလထောက်ခံမှု60ရာခိုင်နှုန်းထက်နှိပ်ပါနေပါတယ်။ဒါဟာ trend ရဲ့အထူးသဖြင့်စီးပွားရေးဆိုင်ရာလှုပ်ဆောင်ချက်တွေကြောင့်လူကြိုက်များမှုကျဆင်းသွားတာဖြစ်နိုင်ကြောင်းစောက်ကြည့်လေ့လာသူတွေကပြောပါတယ်။လရှိမှာတော့ Trump ဟာ American အပေါ်အခွန်ကောက်ခံတဲ့နိုင်ငံတိုင်းကိုတံပြန်အခွန်ကောက်မှုတွေပြုလုပ်နေပြီးကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်နေပါတယ်။ အထူးသဖြင့်တရုတ်သွင်းကုန်တွေအပေါ်အခွန်ကောက်ခံမှုအပေါ်တရုတ်နိုင်ငံကလည်းလက်တုပ်ပြန်အခွန်စည်းကြပ်ခြင်းတွေကြောင့်ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံအကြားတင်းမာမှုတွေဆက်လက်မြင့်တက်နေပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်တီအိုဖျားကိုလာတဲ့အကျန်းဖတ်စစ်ကောင်စီလက်ပါစီဖြူစောတိ၅ဦးကိုဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကိုဖော်ထုတ်နေတယ်လို့အမှတ်1စစ်ဒေသခွဲ အမှတ်29စစ်ဗျူဟာရဲ့တထုံခရိုင် တမဟာတ PDF တောင်းခံရဲဘော်အမင်းထွန်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အကြံဖာစစ်ကောင်စီဝါရဖြန့်တဲ့ဌာနတွေနဲ့ lobby channel တွေဖိအားဖို့ပြည်သူတွေကို PDF ကဖမ်းဆီးလိုက်တယ်လို့သတင်းအမှားဖြန့်ချီနေတဲ့အပေါ်အခြေအနေမှန်နဲ့ပတ်သက်လို့အခုလိုပြောချခဲ့တာပါ။ညောင်လေးမြို့နယ်ကလာတဲ့အကြံဖတ်စစ်တပ်လက်ပါစီပြူစောတီတွေကိုအေဗလာ15ရက်က စိုက်ထိုးမြို့နယ်ကင်းမွန်ချောင်းကျေးရွာကရက်ချောင်းကျေးတကောမှာတတင်းရရှိမှုအရာတွားရောက်ဖမ်းဆီးခဲ့ရပါတော်လာမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အမတ်နဇခွန်စစ်ပြုပါဒီဝါတောင်ကန်ရဲဘော်အင်မထုံဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တပ်မတ် PDF တောင်ကန်ဖြစ်လဲတောင်ထန်းဆောက်နေတာဖြစ်ပါတယ်အခုဒီရက်ထဲမှာဟိုလိုင်းပေါ်မှာအများကြီးပြတ်နေတဲ့သတင်းလေးတစ်ခုပေါ့နော် ဒါကြတဲ့စစ်ကောင်စီလော်ဘီသတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှာဖြန့်ထားတဲ့သတင်းတွေပေါ့အဓိကတော့ဒီကြိုက်ချီကိုဖျားဖူးလာတဲ့ဖျားဖူးပြည်သူတွေကို PDF တွေဖမ်းဆီးတယ်ဆိုတော့မဟုတ်မှန်မဟုတ်မှန်သတင်းလေးကိုဒီအတွက်ကျွန်တော်ပြန်လည်ဖြည့်ရှင်းမှာဖြစ်ပါတယ်ကျွန်တော်25ရက်နေ့မှာပေါ့25ရက်၄လ2025ရက်နေ့မှာညောင်လေးပင်ကနေပြီးတော့ပြစောထီးတွေပါလာတဲ့ ကားအဲ့ဒီကားဒီကားကျွန်တော်တို့ကြိုက်သူမြို့နယ်ကင်မွန်ချောင်းကျေးရွာဂရက်ချောင်းကြီးတကူမှာရှိနေတယ်ဂရက်ချောင်းပေါ့နော်ဂရက်ချောင်းမှာရှိနေတယ်ဆိုတော့သိရတာပေါ့နော်အဲတရင်အဲရတယ်ပေါ့အဲ့ဒီတရင်ရကျွန်တော်တို့ရောက်ဖန်စီတာဖြစ်တယ်ကျွန်တော်တို့ကိုအနေငယ်ခုခံတာပေါ့နော်ပြည်သူဟိုပြည်သူတိကောင်းဆောင်အပါဘူးပေါ့နော်ပြည်သူတိအဲချို့ပေါ့လေကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့အကုန်လုံးမသိရသေးဘူးမသိရရဲ့အတွက်တို့ကမိသားစုတွေပါလာတယ် အဲသူရဲ့မိသားစုတွေမှာကလေးတွေရောသူတို့ရဲ့မိန်းမတွေပေါ့နော်အဲအဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့အာလုံခြုံရေးကျွန်တော်ခေါ်ရတာပေါ့နော်အာသူ့လုံခြုံရေးကိုလုံခြုံရေးပေါ့တကယ်တော့ကျွန်တော်အဲ့အချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လုပ်လို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘဒူကပြစ်စောတီအာဘဒူကမိသားစုဝင်ဆိုတာမသေးခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တလို့ကျွန်တော်ဖွဲ့ဆောင်သွားတာဖြစ်တယ်အဲကျွန်တော်လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စေးပေါ်ပေါက်ချက်တွေရပြစ်စောတီကအာခေါင်းဆောင် လိုက်မင်းပေါ့နော်အဲ့ဒီဒီစတိကောင်းဆောင်လိုက်မင်းအဲဟိုညောင်လေးပင်ရပေါ့အသူပါဝင်5ဦးပေါ့နော်အဲသူ့ဇနီးနဲ့ဇနီးမှတ်ရမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိတ်သိမ်းစစ်ဆေးနေစေဖြစ်တာပေါ့နော်ဂျန်နဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို18ရက်4လ2025ရက်နေ့မှာကျွန်တော်တို့ကောင်းမွန်စွာကျွေးမွေးဆက်ဆောက်ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလွတ်မြောက်လိုက်ပြီလွတ်ပေးလိုက်ပြီဖြစ်တယ်ပေါ့နော် အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေကင်းလုပ်ညို့သွားကျွန်တော်တို့လက်ကနေအဲဟိုလွမြောက်သွားပြီဖြစ်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့အဲသူတို့နဲ့ဆိုင်တဲ့ဒီစုတိနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာဒီစုတိဝင်တွေမဟုတ်ပါဘူးဒါကျွန်တော်တို့အနေနဲ့ပြည်သူတို့ပဲတတ်မှတ်တယ်အပြစ်ရှိသူတို့အပြစ်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်ဆေးဖော်ထုတ်အရေးယူတော့မှာဖြစ်တာပေါ့နော်အဲဒါ ወደ ကျွန်တော်ပြည်သူလူထုကိုဟိုချပြချင်းဖြစ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီသူတို့ကိုချက်ချင်းကျွန်တော်မလို့ဆိုတာခုနဆောစောပြောသလိုပေါ့ အဲဘယ်သူကလူငယ်တွေပါတယ်လေအဲပြီးဆိုအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်အပြည့်တဲ့ဟာကိုကျွန်တော်ရင်းစုံဆွဲထုတ်ပြီးတော့စစ်ဆေးတယ်အဲ့ထဲမှာမှပြည့်စုံသည်ဆိုတာငါးဦးပေါ်ထွက်လာတာပေါ့နော်အဲကျန်တဲ့ဟာတွေကိုကျွန်တော်အကုန်ပြန်လုပ်လိုက်ပါပြီအဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတဲ့ယူရချက်ကကျွန်တော်လှုပ်လိုက်တော့လှုပ်လိုက်လို့ကျွန်တော်စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တစ်ခုခုအန်ဒီရပြုတ်ပြီးတော့ကျွန်တော်တို့လှုပ်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမာတွေထုတ်လိုက်မှာလို့လေ အဲဆိုရင်နော်ဗောနော်ဓာမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကလည်းအဲသို့လောသို့လောပြည်သူတွေအနေနဲ့သို့လောသို့လောဟိုအမြင်မျိုးတွေမြင်သွားမှာတော့ကျွန်တော်မလိုလားဘူးဒါကြောင့်မို့ကျွန်တော်တို့အဲခဏတက်ခုထိမ့်သိမ့်ပြီးတော့ကောင်းမှုစွာကျေးဇူးဆက်ကျေးမှုဆက်ရှောက်ပြီးမှကျွန်တော်တို့တန်တယ်လွတ်မြောက်လိုက်ပြီးဖြစ်ပါတန်တယ်လွတ်ပြေးလိုက်ဖြစ်တာဗောနော်အဓိကအဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုဒီစတိကောင်းဆောင်လှိုင်မင်းနောက်တော့မဲကြီးအာချေချောဦးနောက်တော့လှိုင်မင်းရဲ့သားမင်းမော်ဦး အဲနောက်ကြတော့အပတ္တပါနော်အပတ္တဆိုတော့ကျွန်တော်တို့အကျံဖက်အဲနေနေအဖွဲ့ပေါ့ဗျာကျမ်းမနေဘယ်သိန်းသေးအဲသိန်းသေးပေါ့အဲသူတို့၅ယောက်နဲ့အဲလိုင်မင်းရဲ့မြို့သမီးမှတ်ရမင်းတို့ကိုလက်ရှိကျွန်တော်တို့အဲဟိုယူစစ်ရှိပြည့်ရရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတယ်ပေါ့နော်ရဲရဲဆက်ဆက်ကျူးလွန်ကြတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထု တွေကိုကျွန်တော်တို့မကြိုက်ခင်မှာအာရှင်းရှင်းလင်းလင်းဖွင့်ဖွင့်လင်းလင်းချပြတ်မှာဖြစ်ပါတယ်။အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကိုဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့အာဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့တရင်မဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုဟိုဖွင့်ဖွင့်လင်းလင်းနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ပြည်သူလူအားလုံးကိုစိတ်ကိုရေးချမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမိပါတယ်ခင်ဗျာ။ ဒီကနေ့ညနေ KNL ဆိုရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။